မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်ကနေဝင်လာတဲ့ကုန်ကားများကိုမဖမ်းဘဲလက်ငွေယူပြီးတော့ပြန်လွှတ်ပေးလိုက်တဲ့အမှုနဲ့ရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမူဘုံမူကြီးပညာဝင်အောက်ခွန်ညွှန်ကြားရေးမှူးစိုးညင်အောင်အပါအဝင်ဌာနဆိုင်ရာအရာရှိ15ဦးတို့ကိုဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့အမိန့်နဲ့ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ10ရက်နေ့မှာရတခဒုတိယတိုင်းမိုးဘုံမူကြီးဗညာဝင်အကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးစိုးညွန့်အောင်ပြည်တွင်းအခွန်အပါဝင်ဌာနဆိုင်ရာအရာရှိ15ဦးတို့ကိုဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့အမိန့်နဲ့ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်တယ်လို့သိရပါဗျ။အဓိကအားဖြင့်ဒုစစ်ခေါင်းဆောင်စိုးဝင်းဦးစီးလျက်ရှိတဲ့တရားမဝင်ကုံတွယ်မှုတိုက်ဖြတ်ရေးကော်မတီရဲ့ချမှတ်ထားတဲ့မူဝါဒများကိုလိုက်နာခြင်းမရှိဘဲလက်ငွေယူပြီးတော့ကုံကားများကိုတွာလာခွင့်ပြုတဲ့အမူ ဖမ်းဆီးထားတဲ့ကုန်ကားများကိုငွေကြေးရယူပြီးတော့ပြန်လည်လွှတ်ပေးမှုအပါအဝင်ကုန်သွယ်ရေးဆိုင်ရာလက်ပေးလက်ယူမှုများနဲ့ဖမ်းဆီးအရေးယူထားခြင်းဖြစ်တယ်လို့သိရပါဗျ။ဗိုလ်မှူးကြီးပညာဝင်းဟာအမှတ်လေးတက်မတော်တမ်းမြင့်လေးကျင်ရေးကျောင်းရဲ့ကျောင်းဟုတ်ကြီးအဖြစ်နဲ့တောင်ဝထမ်းဆောင်နေရကနေ2025ခုနှစ်ဇန်နဝါရီလအတွင်းမှာအရှိတောင်တိုင်းစစ်ဌာနချုပ်ရဲ့ဒူတိုင်းမှုဖြစ်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ရခင်ဒူတိုင်းမှုဗိုလ်မှူးချုပ်ဇုံမင်းအောင်ဟာ ကရင်ပြည်နယ်ဝင်းကြီးချုပ်စောင်းမြင့်ဦးနဲ့စကားမြရာကနေ2024ခုနှစ်ဒီဇင်ဘာလအတွင်းမှာယာရုကနေဖယ်ရှားပြီးတော့တက်ပြောင်းရွှေ့ခန့်လိုက်ရတယ်လို့သိရပါတယ်။ဘုံမူးချုပ်ဇော်မင်းအောင်ကဒူတိုင်းမှုကနေပြီးတော့စအခဆက်နေမှုဖြစ်သွားတာ ကြားပြီးသူ့နေရာမှာတတက၄ကဘုံမူးကြီးပညာဝင်းကဒူတိုင်းမှုဖြစ်လာတာပါ။လက်ရှိဒူတိုင်းမှုကဘုံမူကြီးပညာဝင်မှန်ပါတယ်လို့စီဒီအမ်ဘူကြီးစင်ရောကပြောပြထားပါတယ်လက်ရှိအဖမ်းခံထားရတဲ့ဒူတိုင်းမှုဘုံမူကြီးပညာဝင်အောက်ခွန်ညွှန်ကြားရေးမှုစုံညွအောင်အပါအဝင် အရာရှိ15ဦးဟာယာရူကနေထုတ်ပယ်ပြီးတော့တခါတည်းဖမ်းဆီးခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလက်ရှိအချိန်ထိစစ်ဆင်းမှုများကိုလုံဆောင်နေစေဖြစ်ပြီးနောက်ဆက်တွဲဖမ်းဆီးမှုများထမှန်ဖြစ်ပေါ်လာနိုင်တယ်လို့ပြောပါဗျ။အဲ့ဒီဖမ်းဆီးမှုများကိုဒုချုပ်စိုးဝင်းကတိုက်ရိုက်ကန်တွယ်ပြီးတော့ဒူတိုင်းမှုများအပါအဝင်ဌာနဆိုင်ရာအရာရှိ15ဦးကိုလာရောက်ဖမ်းဆီးတဲ့သူတွေဟာလည်းနေပြည်တော်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ကဖြစ်တယ်လို့သိရပါဗျ။2024ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာ နေပြည်တော်မှာပြုလုပ်တဲ့တရားမော်ဝင်ကုံသွယ်မှုတိုက်ဖြတ်ရေးဥဆောင်ကော်မတီအစည်းအဝေးလေးမြင်းဆောင်2024မှာအကြဖတ်ဒုစစ်ခေါင်းဆောင်စိုးဝင်းကလက်နက်ကိုင်အဖွဲ့အစည်းများကိုတပ်ဆိုးရှည်စီတဲ့တရားမော်ဝင်ကုံသွယ်မှုကြီးထွားလာနေခြင်းကိုတိုက်ဖြတ်တားဆီးရန်လမ်းကြောင်းများမှာစောင့်ကြည့်ဖမ်းဆီးရမယ်အပြင်ဂိုဒေါင်များနဲ့တုံလောင်ရုံများကိုလည်းလိုက်လံစစ်ဆေးဖမ်းဆီးရန်ဈေးကွက်များအတွင်းထဲအထိပါကွင်းဆင်းပြီးတော့ဖမ်းဆီးဆက်ဆဲအရေးယူရန်ညွှန်ကြားလိုက်ပြီးတော့တရားမဝင်ကုံသွယ်မှုများကိုတိုက်ဖြတ်ရန်အမိန့်ပေးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာစစ်တပ်ဟာသူတို့ရဲ့မောင်းသူမဲ့လေယာဉ်တွေ UAVs တွေကိုကာကွယ်ဖို့အတွက် Anti Jamming နည်းပညာအပါအဝင်ဥရောပကအဆင့်မြင့်နည်းပညာတွေကိုရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဥရောပတမကအီယူကမြန်မာစစ်ကောင်စီကိုပြစ်မှတ်ထားအရေးယူပိတ်ဆို့မှုတွေကြဲကြဲပြန့်ပြန့်လှုပ်ဆောင်ထားပြီးမယ်စစ်ခွေးတပ်ကတော့ဥရောပရဲ့အစစ်မြေနီးပညာတွေကိုရရှိနေတယ်ဆိုတော့တပ်တွေအထောက်အထားတွေကို CAR အဖွဲ့ကတွေ့ရှိထားကြောင်းပြီးခဲ့တဲ့ဇွန်လကထုတ်ပြန်တဲ့ ဝင်းစင်းလေးလာမှုအစီရင်ခံစာမှာဖော်ပြထားပါဗျာ EU ဟာမြန်မာစစ်တပ်ကိုစစ်လက်နက်ပစ္စည်းနဲ့နှမျိုးသုံးပစ္စည်းတွေကိုတင်ပို့ရောင်းချမှုတွေကိုကာလရှည်ကြာစွာပိတ်ဆို့ဒဏ်ခတ်ထားတယ်လို့သိရပါဗျ။ဒါပေမဲ့ CIA အဖွဲ့ရဲ့စုံစမ်းဖော်ထုတ်မှုအရာတရုတ်မြန်မာနယ်စပ်မှာရှိတဲ့စီးပွားရေးကုမ္ပဏီတစ်ခုကသူတို့အနေနဲ့စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်နဲ့အသုံးပြုမှာမဟုတ်ကြောင်းခိုင်ခိုင်မာမာဂရိပြုတ်ခဲ့ပေမဲ့ UAV အစိပ်ပိုင်းမော်ဂျူးတွေကိုလက်ခံရရှိပြီးတဲ့နောက်သတင်းပတ်အနေငယ်အတွဲမှာလမ်းကြောင်းပြောင်းပြီးတော့ပေးပို့ခဲ့တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့2024ခုနှစ်နှောင်းပိုင်းမှာ CAR ရဲ့မြေပြင်ကွင်းစင်စုံစမ်းဖော်ထုတ်တဲ့အဖွဲ့ဟာကရင်နီဒေသကိုတွားရောက်ခဲ့ပြီးတော့ပြစ်ချခံရတဲ့စစ်ကောင်စီရဲ့ UAV တွေစီကနေအစစ်မြေလမ်းကြောင်းပြမော်ဂျူးတွေကိုတွစ်ရှိမှတ်တမ်းတင်နိုင်ခဲ့တယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ် မြန်မာနိုင်ငံမှာ CAR မှတ်တမ်းတင်နိုင်ခဲ့တဲ့မော်ဂျူးတွေဟာအလွန်တိကျတဲ့ကမ္ဘာလုံးဆိုင်ရာလမ်းကြောင်းပြဂျိုရုစနဲ့ GNSS ဖမ်းယူနိုင်တဲ့ကရိယာတွေဖြစ်တယ်လို့ဆိုပါရယ်စစ်ခွေးတပ်ဟာဥရောပရဲ့အဲ့ဒီအဆင့်မြင့်ဤပညာပစ္စည်းတွေကိုစစ်ရေးမှလေကြောင်းတိုက်ခိုက်မှုတွေအတွက်အသုံးပြုနေတာပဲဖြစ်ပါတယ်စစ်ခွေးတပ်ဟာချင်းပြည်နယ်မှာလည်းမောင်းတူမဲ့လေရင် UAV တွေမှာအဲ့ဒီမော်ဂျူးကိုတပ်ဆင်အသုံးပြုနေကြောင်းတပ်တွေအထောက်အထားတွေထပ်မံတွဲရှိထားတယ်လို့ CIA အဖွဲ့ကပြောဆိုထားပါတယ် စစ်ကောင်စီရဲ့ဒလက်6ခုပါတဲ့ UAV ဒလက်၄ခုပါတဲ့ UAV တွေဟာအလေအလတ်ဆက်တနက်ပြည်ရင်းထုတ်လေကြောင်းဘုံးတီးတွေအပါအဝင်ဆက်လက်နဲ့ပစ္စည်းမျိုးစုံကိုတဲဆောင်တိုက်ခိုက်နိုင်စွမ်းရှိအောင်လုပ်ထားတယ်လို့ CIA အဖွဲ့ကမှတ်တမ်းတင်ထားပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ဇွန်လမှာထုတ်လုပ်သူဥရောပကုမ္ပဏီကတရုတ်နိုင်ငံမှာရှိတဲ့စီစစ်ထားတဲ့ဖြန့်ဖြူးသူစီမော်ဂျူး၃ခုကိုပေးပို့ခဲ့တယ်လို့ CIA အဖွဲ့ကထုတ်ပြန်ထားပါတယ်။2023ခုနှစ်ဒီဇင်ဘာလကနေ2024ခုနှစ်ဖေဖော်ဝါရီလမှာဖြန့်ဖြူးသူက ပုံမှန်ပြီးတော့ကြီးမားတဲ့တင်ပို့မှုဒစိမ့်တပိုင်းအဖြစ်မော်ဂျူးတွေကို UAV မှာပေါင်းစပ်ထုတ်လုပ်တဲ့တရုတ်ကုမ္ပဏီတစ်ခုကိုထပ်မံရောင်းချခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီတရုတ်ကုမ္ပဏီကနေတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမျိုးရွှေလီမှာရှိတဲ့တရုတ်ကုမ္ပဏီတစ်ခုကိုမော်ဂျူး120ကိုထပ်မံရောင်းချခဲ့တယ်လို့ CIA ကမှတ်တမ်းတင်ထားပါတယ်အဲ့ဒီလိုမြန်ဆန်နဲ့လွှဲပြောင်းရောင်းချမှုတွေဖြစ်နေတဲ့တစ်ချိန်တည်းမှာ အချမ်းဖတ်စစ်ခွေးတပ်ဟာသူ့ရဲ့ UAV ဖွံ့ဖြိုးမှုကိုအရှိန်မြင့်တင်ဖို့အတွက်ဦးစီးဌာနတစ်ခုကိုတီထောင်လိုက်တယ်လို့ CIA အဖွဲ့ကပြောပါတယ် CIA အဖွဲ့ရဲ့စုံစမ်းဖော်ထုတ်မှုဟာဥရောပတမကကမြန်မာစစ်တပ်ကိုအရေးယူပိတ်ဆို့မှုတွေလုပ်ထားပေမဲ့ဥရောပကုမ္ပဏီတွေရဲ့အစစ်မြေနေပညာကိုအာဏာသိမ်းစစ်ကောင်စီကရရှိနိုင်စွမ်းရှိနေတာကိုမိမောင်းထိုးပြနေတာဖြစ်တယ်လို့ဆိုပါတယ်အခုလိုမျိုးမြေပြင်တပ်တွေနဲ့စေစမ်းမပြတ်စောင့်ကြည့်ခြင်းတွေဟာဖိအားမှုရှိတဲ့ပို့ကုန်ထိန်းချုပ်မှုတွေကိုအသိပေးနိုင်ဖို့နဲ့တွန်းအားဖြစ်စေဖို့လို့ စီအာအဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကရေတပ်ဦးစီးချုပ်ဟောင်းတင်အောင်ဆန်းကိုအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ်နဲ့ခန့်အပ်လိုက်ပြီးတော့ရခင်ဗိုလ်ချုပ်ကြီးမိုးအောင်ရဲ့နေရာကိုအစားထိုးခန့်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကစစ်ကောင်စီကထုတ်ပြန်တဲ့ကြေညာချက်မှာနိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနတက်ဝန်ကြီးဖြစ်တဲ့ရေချုံဟောင်းနဲ့ဗိုလ်ချုပ်ကြီးဟောင်းတင်အောင်ဆန်းကိုအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ်နဲ့ခန့်အပ်ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုဗတ်ပေါင်းဆောင်ကနေပြီးတော့လေလာသုံးသက်အကြံပြုနိုင်ရန်ဖြစ်ကြောင်းဖော်ပြထားပါတယ်။တင်အောင်ဆန်းဟာမင်းအောင်လိုင်းကပြန်လည်ဖွဲ့စည်းခဲ့တဲ့အစိုးရတက်မှာနိုင်ငံတော်တမရာယုံဝင်ကြီးဌာနတက်ဝင်ကြီးအဖြစ်နဲ့ပြန်လည်ပါဝင်ခဲ့ရာကနေအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ်ပါထမှန်ပြီးတော့ပူးရဲတာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။တင်အောင်ဆန်းဟာ ယခင်စစ်ကောင်စီလက်ထက်မှာစစ်ကောင်စီအဖွဲ့ဝင်အဖြစ်နဲ့၎င်းဒုတိယဝန်ကြီးချုပ်ကာကွယ်ရေးဝန်ကြီးပို့ဆောင်ရေးနဲ့စက်သွေးဝန်ကြီးဝန်ကြီးချုပ်ယုံဝန်ကြီးတာဝန်များကိုထမ်းဆောင်ခဲ့ရတယ်လို့သိရပါတယ်။မင်းအောင်လိုင်းကအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဗိုလ်ချုပ်ကြီးမိုးအောင်ကိုယာဒုကနေဖြုတ်ပယ်အနာပေးပြီးတဲ့နောက်တင်အောင်ဆန်းကိုအစားထိုးခဲ့ခြင်းဖြစ်တော်လဲ၎င်းတို့နှစ်ဦးစလုံးဟာရည်ရက်ဦးစီးချုပ်ဖြစ်နေတာဝန်ထမ်းဆောင်ခဲ့သူများဖြစ်တယ်လို့သိရပါတယ်။တင်အောင်ဆန်းဟာစစ်တပ်ကတော့အပတ်စဉ်23ကျောင်းဆင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အာရခတက်တော် AA ကအောက်လန်းများနဲ့တိုက်ခိုက်နေတယ်ဆိုပြီးတော့အကြံဖတ်စစ်ခွေးတက်ကလက်နဲ့ခဲရမ်းများမှာဖျားစာများကတ်ခြင်းထမိန်စာများခြေချင်းများကိုလှုပ်ဆောင်ခိုင်းနေတယ်ဆိုတဲ့သတင်းကို AA ထံမှအလင်းဝင်လာတဲ့စစ်ဗိုလ်တန်းတပ်သားနေသူရမျိုးကပြန်လည်ပြောပြထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တပ်သားနေသူရမျိုးဟာတမ69ကစစ်မှုထမ်းအပတ်စဉ်10တင်းတန်းစဉ်စစ်မှုထမ်းတပ်သားတအုပ်ဖြစ်ပြီးတော့မခွေးတိုင်းငဖဲမြို့နယ်နိုင်ရီကန်ကုန်းလေချောင်းရံကာကွယ်ရေးစခန်းကနေ အေအေထံမှာဇော်လိုက်လနောက်ပိုင်းကအလင်းဝင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်အေအေကအောက်လန်းနီးတွေနဲ့တိုက်ခိုက်နေတာကျွန်တော်တို့ဘက်ကကြာသွားတဲ့ရဲဘော်ကိုအသားစိမ်း၅စိမ်းနေကြွေးပြီးတော့ကျွန်တော်တို့ကိုပြန်တိုက်ခိုင်းနေတာလို့အထက်အရာရှိတွေကပြောပါတယ်အဲဒါကြောင့်ကျွန်တော်တို့ကင်နေကြတနတ်တွေနဲ့လက်ပစ်ဘုံဘုံဒီတွေမှာဖျားစာတွေကက်လေရှိပါတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ပြစ်တဲ့လက်နက်တွေမှာထမိန်စာတွေခြီရတယ် လက်နက်ကြီးကြီးတွေမှာလည်းထမိန်စားတွေခြိပြီးတော့ပြစ်လိရှိတယ်လို့အလင်းဝင်လာတဲ့တပ်သားနေသူရာမျိုးကရှင်းပြထားပါဗါးဒါအပြင်စစ်တပ်အတွဲမှာအလင်းဝင်မဲ့သူများစွာရှိနေပြီးတော့အလင်းဝင်သူများကိုအေအေကတပ်ဖြတ်ပြစ်မယ်လို့တပ်တွဲမှာဝါဒဖြန့်ထားကြောင်းသိရပါဗါးစစ်သားများအနေနဲ့အလင်းဝင်မှာကအေအေကစစ်စစ်မင်းမြန်ပြီးတော့မင်းတို့ကိုတတ်ပြစ်လိုက်မယ်လို့ဝါဒဖြန့်ထားပါတယ်မိမိကိုမြုပ်မဲ့တွင်းကိုမိမိကိုယ်တိုင်တူးရက အေအေကဝရင်တုံးနဲ့ရိုက်တတ်လိမ့်မယ်လို့လိန်လယ်ဝါရဖြန့်ထားကြောင်းအေအေကရုံမှရက်ဆက်တဲ့အဖွဲ့ဖြစ်နေလိန်လယ်ဝါရဖြန့်ထားကြောင်း၎င်းကပြန်လည်ပြောပြထားပါတယ်။ဒါပေမဲ့လက်တွေ့အလင်းဝင်ကြည့်တဲ့အခါမှာတော့အေအေအပေါ်စစ်တပ်ရဲ့ဝါရဖြန့်မှုများဟာမှားယွင်းနေတာကိုတွေ့ခဲ့ရကြောင်းပြောပြထားပါတယ်။ဒါကြောင့်စစ်တပ်အတွင်းမှာကြန့်ရှင်းနေတဲ့သူများအနေနဲ့အေအေထမ်းမှအလင်းဝင်ကြရန်ဆက်သွယ်သင့်တယ်လို့၎င်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီရဲ့အတရားအမှစစ်မှုထမ်းစူးစောင်းခံရသူအယောက်20ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တလာအတွင်းမှာကဲထုတ်ခဲ့တဲ့စစ်မှုရန်တပ်သားတဲ့အယောက်20ဟာနေပြည်တော်မန္တလေးစကိုင်းမုံရွာရွှေဘုံကန့်ဘလူရေစကြုံနဲ့မြန်မြွနယ်တို့ကလူငယ်များဖြစ်တယ်လို့ဖော်ပြထားပါတယ်။၎င်းတို့ဟာမခွေးတိုင်းပခုတ်ကူမြို့မှာရှိတဲ့အမတ်တရတဲ့ချင်းမြန်တမဌာနချုပ်တမတရတဲ့နဲ့လက်အောက်ခံခလိုက်ရ25တဲ့25နဲ့253တရင်များမှာပို့ဆောင်ခံရပြီးတော့စစ်မှုရန်တပ်သားအဖြစ်နဲ့ရောက်ရှိလာခြင်းဖြစ်တယ်လို့ဖြေဆိုထားပါတယ်။ပြောရမယ်ဆိုရင်တော့ ကယ်ထုတ်ရတဲ့သူတွေကတလတော်မပြည့်သေးပါဘူးပြီးခဲ့တဲ့လ12ရက်နေ့ကစပြီးတော့မနေ့ကအထိပေါ်အားလုံးကိုလုံလုံခြုံခြုံနဲ့သူတို့ရဲ့စိတ်ဆန္ဒအတိုင်းထားတာပြပါတယ်လို့ Burma Revolution Rangers တပ်ဖွဲ့ကတာဝန်ခံဒီမိုကရှင်းပြထားပါတယ်ဒါအပြင်စစ်ကောင်စီတပ်ကိုပြန်တိုက်မဲ့သူတချို့လည်းရှိနေပြီးတော့မိဘဆွေမျိုးများနဲ့ချိတ်ဆက်ပြီးတော့ပြန်ကျင်တဲ့သူတွေကိုလည်းပြန်လည်ပို့ဆောင်ပေးနေတယ်လို့၎င်းကပြောပြထားပါတယ်ထွက်ပြေးလာရတဲ့အခြေအနေအရရဲ့ကြောင့်စစ်မှုထမ်းတပ်သားတဲ့အယောက်20ဦးတွေကတအူးသာလက်နက်ခဲယံပါရှိလာရတယ်လို့သိရပါတယ်အလုတ်ကပြန်ရင်းနဲ့ပေါ်တာဆွဲ ဲခံရတဲ့သူနဲ့အိမ်ပေါ်တက်ပြီးတော့ဆွဲခံရတဲ့သူနဲ့အဲ့လိုလူငယ်တွေကြီးပဲလို့ကဲထုတ်ခဲ့ရတယ်။စစ်မှုထမ်းတပ်သားများအကြောင်းကိုကိုဒီမိုကရှင်းပြထားပါလေ။စစ်ကောင်စီရဲ့တပ်သားတဲ့စုဆောင်မှုပြင်းထန်လာတယ်။စစ်မှုထမ်းအန်ရဲအကြောင်းလူငယ်နဲ့လူလက်ပိုင်းများအနေနဲ့မဖြစ်မီကကြိုတင်ပြီးတော့ကာကွယ်ကြရရင်လည်း၎င်းကတိုက်တွန်းထားပါတယ်။စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်အထမစုဆောင်ခံရသူစုစုပေါင်းအယောက်30ခန့်ကိုကဲထုတ်ထားကြောင်းဘာမာ Revolution စတပ်ဖွဲ့ရဲ့ ထုတ်ပြန်ကြများအရာသိရပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလကစပြီးတော့စစ်ကောင်စီဟာစစ်မှုထဲဥပဒေကိုအသက်သွင်းခဲ့ပြီးတော့အပတ်စဉ်တစ်ခုကိုလူ9000စုဆောင်းခဲ့ရာလက်ရှိမှာအပတ်စဉ်16ကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာစစ်ကောင်စီတပ်ကနေပြီးတော့တော်လိုင်းတပ်ဖွဲ့များထံမှအလင်းဝင်လက်နက်ချနဲ့စစ်တုံးပန်းလူဦးရေ240ကျော်ရှိခဲ့ပြီလို့ပြည်သူ့ပန်းနိုင်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီး၁၀ဦးကျော်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကညနေ6:45မိနစ်အချိန်မှာဖားကံမြို့တပ်မကုန်းကနေလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာရှရော်ခကြီးရွာကအိုက်တန်းရဲ့နေအိမ်ပေါ်ကိုလက်နက်ကြီးကြီးကြောက်ပောက်ခွဲခဲ့ပြီးတော့နေအိမ်တစ်လုံးမီးလောင်ပြာကျကာပြည်သူ၃ဦးပွဲချင်းပြီးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲမနေ့ကဩဂတ်စ9ရက်နေ့ည7:00နာရီအချိန်မှာ စစ်ခွေးတိုက်ရဲ့ဖားကံမျိုးတမကုန်းကနေလက်နက်ကြီးများနဲ့ထမှန်ပစ်ခတ်ခဲ့ရာယူမာကြီးပါတဲ့ကိုလက်နက်ကြီးကြောက်ရောက်ပောက်ကွဲပြီးတော့ပြည်သူနာဦးဒေဆုံးက10ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဖားကံမျိုးပေါ်တမကုန်းကနေအရက်လေးမျက်နှာပတ်ပတ်လဲကိုလက်နက်ကြီးတွေနဲ့တောက်လျှောက်ကိုရန်တမ်းပစ်ခတ်နေတာတိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူးဒီတိုင်းကိုပြစ်နေတာမနေ့ကရှရော်ခါထဲမှာတအုပ်နဲ့ယူမာကြီးပါမှာ2ဦးစုစုပေါင်းပြည်သူ3ဦးတေဆုံးသွားပါတယ်နေအိမ်တစ်လုံးလဲမီးလောင်သွားတယ်လို့ဖားကန်ကတော်လိုင်းရဲ့သတင်းအင်းမြစ်ကရှင်းပြထားပါတယ်ဒါအပြင် ်ဩဂတ်စ်လ3ရက်နေ့နဲ့4ရက်နေ့တွေမှာလဲစစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ပြည်သူများထိခိုက်သေးဆုံးမှုများတောက်လျှောက်ဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါတယ်။ဩဂတ်စ်လ4ရက်နေ့မနက်ပိုင်းမှာဖားကံမြို့တပ်မကုန်းကမြောက်ဖြူကျေးရွာအတွင်းကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာကလင်းငယ်တအုပ်အပါအဝင်ပြည်သူ၂ဦးသေဆုံးခဲ့ပြီးတော့၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲဩဂတ်စ်လ4ရက်နေ့မနက်ပိုင်းမှာရှရော်ခကျေးရွာအတွင်းကိုလက်နက်ကြီးနဲ့ထပ်မံပစ်ခတ်ခဲ့ရာပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဩဂတ်စ်လ3ရက်နေ့ညနေပိုင်းကလည်းဖားကန်တပ်မကုန်းကစမ်းကြွယ်ကြီးရွာအတွင်းကိုလက်နက်ကြီးနဲ့ပစ်ခတ်ရာပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ်လ2ရက်နေ့ညနေပိုင်းကလည်းရှာယောခကြီးရွာအတွင်းကိုဖားကန်တပ်မကုန်းမှရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ရာပြည်သူတအုပ်တည်ဆုံးခဲ့ရတယ်လို့သိရပါတယ်။ဖားကန်မှာအကြမ်းဖက်စစ်ခွေးတပ်ကစစ်ကြောင်းထိုးနေတာဟာ၃လကျော်ကြာမြင့်နေပြီဖြစ်ပြီးတော့ကြီးရွာဆေးရွာက အနည်းဆုံးပြည်သူ9000ကျော်ဟာစစ်ဘေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်။ပြည်သူအယောက်60ကျော်ကိုလည်းအကြမ်းဖက်စစ်ခွေးတပ်ကမတရားတပ်ဖြတ်ခဲ့ပြီးဖြစ်တယ်လို့ဒေသခံပြည်သူများကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသူနိုင်ငံသား များအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြံဖတ်ဆက်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ